လွန်ခဲ့သောတချိန်တုန်းကသီရိလင်္ကာနိုင်ငံမှာမင်းတစ်ပါးရှိခဲ့ဘူးတဲ့အဲ့ဒီမင်းရဲ့နာမည်ကတော့ဝတ္တပမင်းလို့ခေါ်ပါတယ်နော်အဲ့ဒီဝတ္တပမင်းဟာမင်းဖြစ်ဖြစ်ရှင်ဗေဒင်ပညာကျွမ်းကျင်သည့်ပညာရှင်များကိုသူ့ရဲ့ကံစားတာတွေကိုတွက်ခိုင်းတယ်တဲ့အဲ့ဒီခါမှာတော့ဗေဒင်ပညာရှင်များက သူ့ရဲ့ကံစားတာကို တွက်ရှစ်ပြီးတော့ဟော့ဂိန်းထုတ်လိုက်ပါတယ်။ဘယ်လိုဟော့ဂိန်းထုတ်လိုက်သလဲလို့ဆိုတော့အရှင်မင်းကြီးတဲ့အရှင်မင်းကြီးဟာတက်တန်းစစ်မနေရပါတဲ့ဆယ်စုံနဲ့လောက်ပဲထိနှံဆန်ရပါလိမ့်မယ်လို့အဲ့လိုတရဦးတင်ကြတယ်တဲ့အဲ့ဒီအခါမှာတော့ဝတ္တကမင်းကြီးဟာ ိတ်လန့်ရှောက်ချားသွားတယ်အဲဒါကြောင့်အသက်ရှင်နီလန်းများကိုရရှိစေဖို့အတွက်ဆရာတော်များရဲ့ထံပါကိုတော်ရောက်ပြီးတော့မင်းမြန်လျှောက်ထားတယ်ရှင်မြတ်တို့ဖရာတဲ့တပည့်တော်ရဲ့အသက်ရှင်ကြောင်းကုသိုလ်ကောင်းမှုဘယ်လိုကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ရင်တပည့်တော်အသက်ရှင်မှာပါလဲဖရာတဲ့အဲ့ဒီခါမှာတော့ဆရာတော်ကမင်းကြီးတဲ့ မင်းကြီးအသက်ရှည်ကျင်တယ်ဆိုရင် အသက်ရှည်ကြောင်းကုသိုလ်ကောင်းမှုတွေရှိပါတယ်တဲ့မှန်လားပါဗျာတဲ့ဒါဆိုရင်တပည့်တော်လိုက်နာကျင့်သုံးနိုင်ရန်အတွက်အမင့်ရှိတော်မူပါဗျာလို့ရှောက်ထားတယ်အဲ့တော့ဆရာတော်ကတက္ကတော်မင်းကြီးရဲ့အသက်ရှည်ကျင်တယ်ဆိုလို့ရှိရင်တော့တဲ့ရေစက်တနည်းအားဖြင့်ရေတန့်စက်ကိုလှူပါတဲ့ဆေးကိုလှူပါတဲ့ ကျောင်းကိုလှူပါတဲ့ကျောင်းလှူပေါ့နော်နောက်တခါဇေယဟောင်းတွေကို ပြုပြင်ပါတဲ့ဇေဒီဟောင်းတွေကိုပြုပြင်ပါတဲ့လမ်းတွေကိုပြုပြင်ပါတဲ့တရားတွေကိုခင်းပါတဲ့ငါးပါးသီလကိုမြဲအောင် ထိမ့်ပါတဲ့ဥပုံနေတွေမှာလည်းပဲဥပုံသီလတွေကိုလွန်အောင်ထိမ့်သိမ့်စောင့်ရှောက်ပါဒါဆိုရင်သင်ဟာအသက်ရှိပါလိမ့်မယ်လို့ဆရာတော်ကမိန့်ကြတဲ့အတွေ့ဆရာတော်ပြောတဲ့အတိုင်းပဲ ရေစက်တွေလှူတယ်ဆေးတွေလှူတယ်ကြောင်းတွေလှူတယ်ဇရဟောင်းတွေကိုပြုတ်ပြင်းတယ်ဇေဒီဟောင်းတွေကိုပြုတ်ပြင်းတယ်เนาะတရားတွေကိုခင်းတယ်เนาะလမ်းတွေကိုပြင်းတယ်ငါးပါးသီလရှစ်ပါးသီလတွေကိုမြဲအောင်စောင်းသုံးနေထိုင်ကျင့်သုံးလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမင်းဟာအသက်44နှစ်အထိမင်းသက်ရှည်ခဲ့တယ်တဲ့ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းများလည်းပဲအသက်ရှည်ခြင်း ai lô bé, bị lô xong vậy bà.